စားသောက်ဆိုင်ကဝန်ထမ်းကာမလီပေါ်မှာပြုမှုခဲ့တဲ့အပြုမှုကြောင့်လူပြောများနေတယ်မနော် MCN ပြိသက်များအားလုံးပဲမင်္ဂလာပါရှင်ပြိသက်များရှင်မနောကမြန်မာတန်ပတ်သွားတဲ့အစိုးရတယောက်နည်းနဲ့ပြိသက်တွင်ချားမှာအောင်မြင်လာပါနေအောင်မြင်ဆုံးဆိုတော့တယောက်ဖြစ်လာပြီမြင်မနောကအောင်မြင်မှုပေါ်မှာတာယာရာမျိုးလည်းမရှိပါဘူးဒါအပြင်ရှိုးပွဲကြီးတွေလည်းမဖြောပြေးတာအရန်ကိုကြာသွားပါပြီရှိုးပွဲကြီးတွေလည်းမဖြောပြေးပဲဇာတိမျိုးမှာတာနေထိုင်တာပါမနောကဖရာတရားပတ်တာဆိုင်ရောက်နေပြီဖြစ်တဲ့အတွက်ဇာတိမျိုးမှာဖရာဆင်းတူ ော်ဆိုင်ကိုဖွင့်လှစ်ထားတာပါပရိသတ်တွင်ရဲ့မျက်စိရှင်ကလည်းပြန့်ကွက်နေတာကြားပြီးဖြစ်တဲ့မနော်ကလက်တလုံးမှာတော့ပရိသတ်တွင်ကြားထဲမှာပြန်အာယုံစိုက်ခံနေရတာပါပြီးခဲ့တဲ့ရက်ကလည်းမနော်ကစားတောက်ဆိုင်တစ်ခုမှာသွားဆိုင်ရင်းနဲ့ဗီဒီယိုရိုက်ခံရကပြန်နှံလာတာပါမနော်ကစားတောက်ဆိုင်မှာထမင်းစားနေတော့အမျိုးသမီးဝန်တန်းကဘီနာကနေတပ်ပုံရိုက်ချင်တာကြောင့်နှုတ်ဆက်နေခဲ့တာပါ မနောလိုအမှုပညာရှင်ကိုအပြစ်မမြင်တွေ့ရတဲ့အတွက်ဝန်တန်းကာမလီကအရန်ကိုပျော်ရွှင်လို့နေလာပါဒါကြောင့်မလို့လေမနောနဲ့ဓာတ်ပုံအတူတူရိုက်ခဲ့ပါတယ်ထမင်းစားနေတော့မှာဓာတ်ပုံအတူတူရိုက်ဖို့ဝန်တန်းကာမလီကတောင်းဆိုချိန်မှာမနောကအသာတကြီးသားခွင့်ပြုခဲ့ပါတယ်ထမင်းစားနေတော့မှာဓာတ်ပုံရိုက်ဖို့တောင်းဆိုတာကိုအမှုပညာရှင်တော်တော်များများကမကြိုက်ပါဘူးစားနေရင်းနဲ့တာဟန်ပြရိုက်တတ်တာပါဒါပေမဲ့မနောကတော့ဓာတ်ပုံရိုက်ခွင့်တောင်းဆိုချိန်မှာမနောကထမင်းစားနေတာကိုရက်လိုက်ပါတယ်ဒါပြင်ထိုင်စားရကနေမနောကချက်ချင်းဆိုသလိုမတန်ထိုင် ရက်ပါတယ်မတ်တပ်ထားရက်ပြီးဝန်ထမ်းကောင်မလေးနဲ့တရားကိုတပ်ပုံရိုက်ပြီးခဲ့တာပါမနှောရဲ့အပြုမှုကိုဆိုရှယ်မီဒီယာကလူအများစုကသဘောဆန်နေတာပါမနှောကပရိသတ်တွေပေါ်မှာစိတ်သဘောထားကောင်းတာအစဉ်အတန်လည်းမခွဲခြားပါဘူးအကုန်လုံးကိုတပြေးညီသားဆက်ဆံပေးတာပါမနှောကတရားအထုံတွေကစိတ်ထဲမှာလည်းတရားရီသားပြည်နေပါပြီသူအနေနဲ့အောင်မြင်မှုတွေပေါ်မှာလည်းမမတ်မောပဲတရားသဘောနဲ့သာကြည့်ရှုကသုံးသပ်လို့နေတာပါ မနောကတောင်သူနယ်သမားတွေနဲ့နေဘက်ကမိသားစုရဲ့အပေါ်မှာဆိုပို့ပြီးတော့ကိုချင်းစာနာတက်သူပေါ့ရှိုးပွဲတွေလုံးဝမဖျော်ပြပေမဲ့ပြီးခဲ့တဲ့လကဆိုရင်ကောက်ဆိုင်နေတဲ့လေသမားတွေကိုသူ့ရဲ့တချင်းတွေနဲ့လမ်းလျှောက်ခါဖျော်ပြပေးခဲ့ပါသေးတယ်။ဒါအပြင်မနောကငလင်ပြီးမှလည်းငလင်တန်းကြောင့်အိမ်တလုံးကိုဆုံးရှုံးလိုက်ရတာပေါ့မလ28ရက်ငလင်လောက်ခတ်တဲ့အချိန်မှာမနောရဲ့အသက်ဆက်ဆက်အင်ကြီးတလုံးကပြိုကျသွားခဲ့ပါတယ်။အဲ့ဒီအိမ်မှာမနောတို့နီနီလာလှပိုင်းတာရှိပါသေးတယ်။ဒါပေမဲ့လည်းရစရာမရှိအောင်ကိုဖြစ်သွားခဲ့ပါတယ်။မနောကအခုလိုဆုံး င်းရှုံးလိုက်ရပေမယ့်စိတ်ထဲမှာပူဆွေးမှုကိုကြကြမထားပါဘူးဘယ်အရာမှမမြင်ဘူးဆိုတဲ့တရားကိုသာလက်ကင်ထားခဲ့တာပါတရားတဘောနဲ့သာအရာအလုံးကြီးလို့ဖြစ်သိနေတာဖြစ်ပါတယ်မနှောရဲ့နေပုံထိုင်ပုံနဲ့စိတ်နေသဘောထားတွေကိုပြိတက်အများပြားကလည်းသဘောကြကလေးစားနေကြရတာပါမနှောကအောင်မြင်မှုကိုအကောင်းဆုံးပုံရိပ်တွေနဲ့သာထိန်းထားနိုင်တာမှာသူနဲ့အတူတူအောင်မြင်လာခဲ့ရဲ့အမှုပညာရှင်တချို့ကအောင်မြင်မှုအပေါ်မှာတာယာကပျက်စီးသွားပြီမနှောကတော့အောင်မြင်မှုအပေါ်မှာမတာယာပဲဘဝရဲ့စင်မှန်နဲ့အေးချမ်းနဲ့တရားရည် နဲ့သာဖြတ်တန်းနေတာဖြစ်ပါတယ်။ပရိသတ်တွေကိုအဆင့်တန်းမခွဲကြဘဲမနောအပေါ်ပရိသတ်တွေရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြီးစုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။